မင်္ဂလာပါရှင်ကျမကတော့ချီချိုဆမ်းပါ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါစကိုင်းငလင်ကြီးလောက်ခတ်ခဲ့တာနှစ်လကြာမြင့်ခဲ့ချိန်မှာဘေးဒဏ်သင့်ပြည်သူတွေအနေနဲ့ငလင်ဘေးဒဏ်ကနေပြန်လည်နိုးထလာနိုင်ခဲ့ကြပေမဲ့ပြန်လည်ထူထောင်ရေးကိစ္စအတွက်တော့ရုန်းကန်နေရဆဲဖြစ်ပါတယ်မြတ်သစင်ကပေးပို့ထားပါတယ်ရှင်မက်ရှလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့စကိုင်းငလင်ကြီးဟာ မေလမှာ2လပြည့်သွားခဲ့ပြီပဲဖြစ်ပါတယ်။ငလင်လှုပ်ခတ်ခဲ့တာ2လကြာမင်းခဲ့ပြီဖြစ်ပေမဲ့လက်ရှိအချိန်ထိငလင်ဘေးဒဏ်သင်ဒေသတွေမှာပြန်လည်ထူထောင်ရေးအတွက်ရုန်းကန်နေရဆဲဖြစ်ပါတယ်။အဲ2လပြည့်ထိဆိုရင်တော့အမှန်တိုင်းပြောရရင်တော့ပြန်လည်ထူထောင်ရေးကိုစားလုံးကြီးမဆနိုင်သေးဘူးပေါ့အမှန်ပြန်လည်ထူထောင်ရေးဆိုအဝေးကြီးပေါ့ကျွန်တော်တို့ဒါရှိနေတဲ့နေရာတွေမှာတော့အမှကျွန်တော်တို့လုံလောက်အောင်ပြန်လည်လှုပ်ဆောင်ပေးနိုင်တာမျိုးတွေအစိုးရရဲ့အခန်းကဏ္ဍကတကယ် ဘာမှမရှိနေတော့အလူရှင်နေနဲ့ပဲသွားနေရတဲ့ပုံစံမျိုးအလူရှင်တွေကလည်းမရရေရှည်ဆိုတော့ပြင်မလားအာမလူနိုင်တာတွေဖြစ်လာနိုင်တာရှိတယ်ဗောနော်ဒါအလူချင်းဆိုတာဒါအမာဂျစီလောက်ပဲကျွန်တော်ကူနိုင်တဲ့ဟာမျိုးမန္တလေးမြို့မှာငလင်တန်ကြောင့်ထိခိုက်ပျက်စီးခဲ့ရတဲ့အဆောက်အုံတွေကိုပြန်လည်တိဆောက်နိုင်ဖို့ဖြိုဖျက်ခွင့်နဲ့ပြန်လည်တိဆောက်ခွင့်တွေကိုစီပင်ကိုရှောက်ထားရမှာလဲခွင့်ပြုမိန်ကြဖို့အကြကြီးစောင့်နေကြရတဲ့အတွက် ဒေသခံတချို့ဟာလက်ရှိအချိန်ထိငလင်ဘေးယာယီစခန်းတွေမှာနေထိုင်နေရဆဲဖြစ်ပါတယ်။လက်ရှိအချိန်မှာမန္တလေးမှာရှိတဲ့ကျောင်းဝင်းတွေတဲကငလင်ဘေးယာယီစခန်းတွေကိုမေလကုံအပြီးဖယ်ရှားခိုင်းတာတွေလည်းရှိနေပြီးယာယီစခန်းတွေမှာနေထိုင်သူတွေအနေနဲ့ပြောင်းရွှေ့ဖို့အခက်အခဲတွေရှိနေကြပါတယ်။မန္တလေးမှာငလင်လှုပ်ခတ်ပြီးတဲ့နောက်အိမ်ချမ်းမြေဈေးတွေကလည်းတက်သွားခဲ့တဲ့အတွက်ငှားရမ်းနေထိုင်နိုင်မှုကလည်းအခက်အခဲတွေတဲကတစ်ခုဖြစ်ရှိနေပါတယ်။ ငလင်တန်အသစ်နဲ့အင်းလေးဒေသမှာဆိုရင်လေလက်ရှိနှစ်လအကြာမှာ အလူရှင်တွေနေပါသွားပြီးငိုရသည်ကြောင့်ယာယီတဲနဲ့နေထိုင်နေရသူတွေအဆင်မပြေဘူးလို့ဒေသခံတယောက်ကဆိုပါတယ်။အင်းလေးဒေသခံရဲ့ပြောပြချက်ကိုလုံခြုံရေးအရာ DVP သတင်းတောက်ကအသံစာထုတ်ဖတ်ကြားပေးထားပါတယ်။အင်းလေးမငလင်နလပြည်ကြီးပေါ်တော့ပြန်လဲတိဆောက်မှုအခြေအနေကို ပြောရရင်တော့90ရာခိုင်နှုန်းလောက်ပဲရှိပါအောင်မယ်အပြည့်အဝကတော့မလုံလောက်သေးပါဘူး ကူညီရခြင်းတွေကလည်းလူရှင်တွေနေသွားပါတယ်အခုလက်ရှိမှာမိုးရသည်ဖြစ်နေတဲ့အတွက်ယာယီတဲတွေနဲ့နေနေရတဲ့သူတွေအတွက်အဆင်မပြေပါဘူးငလင်တန်ကိုအလူးလဲခံခဲ့ရတဲ့သကိုင်းဒေတာကတော့ရှောင်းတခင်ကြုံတွေ့ခဲ့ရတဲ့တဘာဝဘေးဒဏ်အပြင်စစ်ကောင်စီရဲ့လေချောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုစတဲ့လူလုံဘေးကိုပါကြုံတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်ငလင်ဖြစ်ပွားခဲ့တာနှစ်လပြည့်ပြီးနောက်မှာတော့အရေးပေါ်ကူညီရေးကိစ္စတွေကပြီးစီးသွားခဲ့ပေမဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေရတဲ့ဇကိုင်းကတော့ငလီပြန်လည်ထူထောင်ရေးအပြင်ဘုံခိုခြင်းအယံတားတွေကိုကူညီလှုပ်ဆောင်ပေးနေရတဲ့အနေအထားလေးဖြစ်ပါတယ်။အခုဒီကာလမှာကတော့ဒီပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေရတဲ့အချိန်ကာလဖြစ်ပါတယ်။ဒီအိုးအိမ်နေရာတက်စီမှုတွေအတွက်နေရာရှာပေးတဲ့ကိစ္စတွေ၊ယာယီနေရာစီစဉ်ပေးတဲ့ကိစ္စတွေ၊ရေရှည်ရက်တည်ရေးအတွက်ပေါ့နော်ရေရှည်ရက်တည်နိုင်ရေးအတွက်ရေတွင်းရေကန်တူဖို့ပေးရတဲ့ကိစ္စတွေရေတွင်းရေကန်တူဖို့ပေးရတဲ့ကိစ္စဆိုတာကတော့ဒီ ငလင်ကြမလို့ဒီရေကြောမြေကြောပြောင်းပြီးတဲ့ခါမှာတချို့ရေတွင်းနေဟာဒီတချို့ရေတွင်းဟောင်းနေရဒီမထွက်တော့တာမျိုးတွေရှိတယ်အဲပြီးရင်ကျွန်တော်ဒီနေရာအစ်ရှာတဲ့အခါမှာအဲ့ဒီနေရာမှာရေတွင်းရေကန်တွေတူဖို့ပေးဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒီကိစ္စတွေလုံဆောင်ပေးဖို့လိုအပ်နေစေဖြစ်ပါတယ်ဒီတော်လိုင်းရင်းနေပြည်တွေမှာဆိုရင်ဒီအဲဒီငလင်ပေးတဲ့ပြည်သူတွေကနေရာအစ်ကိုရှာပြီးတော့မှနေထိုင်ရတဲ့အခြေအနေဖြစ်လာတာလည်းရှိတယ်အဲ့ဒီခါမှာသူတို့ရဲ့အသက်အန္တရာယ်လုံခြုံနိုင်ရေးအတွက်ပေါ့နော်ဒီ စဉ်းစဉ်ပေးနိုင်ဖို့ပေါ့ဥပမာအားဖြင့်ကျွန်တော်ဒီဘုံခုချင်းအရန်အတားတွေပေါ့အဲ့လိုမျိုးလုတ်ပေးနိုင်ဖို့အတွက်လည်းကျွန်တော်တို့လိုအပ်ပါတယ်ခင်ဗျာ DVB data တင်းရဲ့ကောက်ယူစုဆောင်းထားတဲ့အချက်လက်တွေအရနှစ်လပြည့်ဖြစ်တဲ့မေလ28ရက်နေ့အထိစကိုင်းငလင်ကြီးကြောင့်ထိခိုက်သေးဆုံးခဲ့သူ4462ယောက်ရှိပြီးထိခိုက်ဒဏ်ရာရရှိခဲ့သူကတော့11366ယောက်ရှိပါတယ်စစ်ကောင်စီကစကိုင်းငလင်ပြည်လဲထူထောင်ရေးအတွက်ဆိုပြီးမေလ31ရက်နေ့ထိယာယီအပြည့်ရဲ့ကြီးညာထားသလို ယာယီအပြည့်ရထားတဲ့ကာလတွေမှာလေချောင်းတိုက်ခိုက်မှုလက်နက်ကြီးတိုက်ခိုက်မှုအကြံရေးပေါင်း650ပြုလုပ်ခဲ့ပြီးအပြည့်မဲ့ပြည်သူနဲ့တော်လိုင်းင်းတပ်ဖွဲ့ဝင်942ယောက်ထံမှနေတေဆုံးခဲ့ရတယ်လို့1138ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒီမှာမြေသစင်ပါရှင်။ ရန်ကုန်မန္တလေးအမြန်လမ်းမကြီးပေါ်မှာပြီးခဲ့တဲ့9လအတွင်းရေမတော်တဆမှုကြောင့်လူ89ယောက်ထိသေဆုံးခဲ့တယ်လို့အမြန်လမ်းမကြီးရတက်ဖွဲ့မှုယုံတဲ့နေဆက်သူတွေစီကသိရပါတယ်။2025ခုနှစ်ဇန်နဝါရီလတရက်ကနေမေလ31ရက်အထိ9လတာကာလအတွင်းရေမတော်တဆမှု69မှုဖြစ်ပွားခဲ့တာ ရေမတော်တဆမှုတွေကြောင့်အမျိုးသား71ယောက်နဲ့အမျိုးသမီး71ယောက်စုစုပေါင်း22ယောက်သေဆုံးခဲ့ပြီးအမျိုးသား86ယောက်နဲ့အမျိုးသမီး85ယောက်စုစုပေါင်း182ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ ဖြစ်ပွားခဲ့တဲ့ရင်မတော်တဆမှုဖြစ်စဉ်အများစုဟာမစင်မကျင်အရှင်ပြေးမောင်းနေမှုနဲ့အလိုပူပြင်းတဲ့ရာသီဥတုအပူချိန်ကြောင့်ကားဘိန်းတာယာတွေပွင့်ထွက်တိမ်မောက်တဲ့ဖြစ်စဉ်တွေကြောင့်ဖြစ်ပြီးမိုးရသည်ရေများနေတဲ့အချိန်တွေမှာလည်းကားဘိန်းတွေ slip ဖြစ်ပြီးရင်မတော်တဆမှုတွေဖြစ်ခဲ့တာလို့အမြန်လမ်းမကြီးရတက်ဖွဲ့မှုယုံတဲ့နေဆက်သူကပြောပါတယ်ရှင်။ ရှမ်းပြည်နယ်ရဲ့မြို့တော်တောင်ကြီးမှာလိုင်းစင်မဲ့ကားတွေကိုမေလ30ရက်နေ့ကနေဇွန်လ1ရက်အထိစစ်ကောင်စီကဖမ်းဆီးနေတာအစီးရတရားကြော်ပြီလို့မြို့ကန်တွေကပြောပါတယ်။လိုင်းစင်မဲ့ကားတွေကိုထိုင်းနဲ့ဇက်နဲ့အောက်လန်တွေကနေတဆင့်စစ်တပ်ကိစ္စကံတွေကိုငွေပေးပြီးမြို့ထဲတည်လာပြီးမှမြို့ကန်တွေစီတဲ့အချိန်ဖမ်းဆီးတာလို့ဆိုပါတယ်။အခုလိုကြောင်ဖွင့်ရသည့်ဖြစ်တဲ့မိုးရင်းကာလမှာလိုင်းစင်မဲ့ကားတွေဖန်တဲ့အတွက်ကလေးမိဘတွေပိုဒုက္ခရောက်တာဖြစ်ပြီးဥပဒေကိုတိတိကျကျလုပ်မယ်ဆိုရင် လိုင်းစင်မဲ့ကားတွေမြို့ရင်းကို ရောက်ရှာမရှိဘူးလို့မြို့ကန်တယောက်ကပြောပါတယ်။မော်တော်ပီကယ်ရဲနဲ့အဖွဲ့ဆောင်အယောက်20ကျော်ကတောင်ကြီးကလူစီကားရနေရာတွေမှာ ကားတွေတားဆစ်ပြီးသိမ်းဆဲသွားတာ၃ရက်အတွင်းအစည်းရေတရားကြောတယ်လို့ဆိုပါတယ်။လိုက်စင်မဲ့ကားတွေကိုပြည်သူတွေစီကသာဖမ်းဆီးပြီးပြန်ရွေးတာတွေမရပေမဲ့ဌာနဆိုင်ရာကလူတွေ လိုင်စင်မဲ့ကားစီးနေကြတာတွေလည်းရှိနေတဲ့အပြင်ဖမ်းဆီးထားတဲ့ကားတွေကိုဘယ်လိုဆက်လုပ်မယ်ဆိုတာမသိရတဲ့အတွက်ဒေသခံတွေကြားဝေဖန်မှုတွေရှိနေကြပါတယ်ရှင်။ DBB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျွန်မကတော့ချစ်ချိုဆက်မကျေးဇူးတင်ပါတယ်ရှင်။